အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်တို့စုမုံအောင်တောင်းပေးလိုက်ပါရပါတော့အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်တို့လက်ရှိ Manchester United အသင်းရဲ့ကစားသမားအထွတ်အစည်းလေးကိုနည်းနည်းလေးပြောချင်တယ်။ဘယ် United အသင်းနဲ့ဒါမထင်မှတ်ပဲနဲ့လက်ရှိဒါကျွန်တော်တို့ ဒါမနီကလူ၁၀ယောက်တတိတို့အနေနဲ့တို့ရဲ့အသင်းကနေပြတရားဝင်ဒါအလွတ်နဲ့ထွက်ခွာခွင့်တွေရောဒါတရားဝင် release လုပ်လိုက်တဲ့ကစားသမားရဲ့နာမည်ထွက်ပေါ်လာခဲ့အဲ့တော့ first team player တွေမှာအားလုံးပေါင်းဒါကျွန်တော်၃ယောက်တတိပါဝင်လာခဲ့ပြီ United Breeder တွေနဲ့မဆိုင်တဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒီကစားသမားရဲ့အသင်းကထွက်သွားတယ်ပြီ United အသင်းအနေနဲ့တော်တော်လေးကဒါလုခလာစာလဲ cover ဖြစ်သွားတယ်တော်တော်လေးကိုတတ်တာသွားတယ်လို့ဆိုလို့ရမယ့်အနေအထားတစ်ခုကို United အသင်းရောက်ရှိသွားခဲ့လို့ပြောလို့ရအဲ့တော့ ကျွန်တော်ကလည်းတရားဝင်တာကျွန်တော်3ရက်4ရက်လောက် request လုပ်ထားတာ United နဲ့အထွတ်နဲ့ပတ်သက်ပြီးနည်းနည်းလေးကျွန်တော်ရှင်းပြပါအောင်ဆိုပြီးပြောထားကြအောင်ဒါဒီနေ့မှတင်ပေးတာဖြစ်တယ်။အဲ့တော့အပြောင်းအလဲသတင်းလေးလက်ရှိမှာနည်းနည်းလေးငြိမ်နေတဲ့အချိန်မှာဒါကျွန်တော် United အသင်းရဲ့အထွတ်ကိစ္စနည်းနည်းလေးပြောအောင်။ဒါမနေ့ကဒါကျွန်တော် United အသင်းအနေနဲ့ကစားသမားဒါ10ရောက်တိတိသူတို့အသင်းကတရားဝင်ထွက်ခွာတော့မှာဖြစ်ကြောင်းဒါတရားဝင်သူတို့အနေနဲ့ Twitter စာမျက်နှာပေါ်မှာတင်ခဲ့တယ်။အဲ့တော့ ဒါကျန်တဲ့ကစားသမားတွေကလူငယ်ကစားသမားလေးတွေပေါ့နော်ဒါပေမဲ့တကြီးအတိတ်တကြီးတော့တကယ်အဓိကကစားသမားတွေက Christian Eriksen ဒါ Johnny Evan Victor Lindelof ဒီကစားသမား၃ယောက် Manchester United အသင်းစီကနေတရားဝင်ထွက်သွားခဲ့တယ်။ယူရီကြည့်မယ်ဆိုတော့ဒီကစားချုပ်တက်တန်းကုံလို့ဒီကစားသမားတွေထွက်သွားသွားခဲ့တာမှန်ပဲ။တကယ်တမ်းပြန်ကြည့်မယ်ဆို United အသင်းတွေကလောက်ခလာစားတော်တော်လေးကိုတတ်တာသွားပြီလို့ပြောလို့ရတယ်။ဘယ်လောက်တော့တတ်တာသွားလဲလက်ရှိမှာဒါကျွန်တော်တွေ့ရတဲ့လောက်ဆိုရင်တော့ Eriksen ကတပတ်လောက်ခလာစားကျွန်တော်သိတဲ့လောက်ဆိုရင်တော့ ပေါင်3000ခွဲရတယ်။ Johnny Evan ကတပတ်လုခလာဆိုပေါင်6000ခွဲရတယ်။ Victor Lindelof ကပေါင်3000ရတယ်။အဲ့တော့ဒီ3ယောက်ရဲ့ဒါတပတ်တပတ်လာစားကို Manchester United တင်းနဲ့ပေါင်3000 3500လောက်ရော့ကျသွားတယ်လို့ပြောတယ်။ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်အောင်။ဒါ ဂျီရင်ဆန်ချူတို့ market ratio ရဲ့လစာကဘယ်လောက်ထိမြင့်လဲဆိုတာဒါမျိုးကြည့်ရင်တွေ့မယ်ဒါ Ericsson ရဲ့ Johnny Evan ရဲ့ဒါကျွန်တော် Lindelof 3ယောက်လစာပေါင်းနေဆိုရင်တော့လက်ရှိမှာဂျီရင်ဆန်ချူရဲ့ double look လစာဖြစ်တဲ့3သိန်းခွဲ3သိန်းလောက်ကိုမမီသေးတာကိုတွေ့ရတယ်။ဒါပေမဲ့လက်ရှိမှာဒါကိုထပ်ပြီးရင်ကျွန်တော်ထပ်ပြီးရှင်းပြရအောင် United အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံး update တွေရဆိုဒီကစားသမားတွေ United အသင်းကတရားဝင်ထွက်ခွာခွင့်ပေးလိုက်တာဘယ်လောက်ထိအောင်တတ်တာသွားလဲဆိုတနစ်နဲ့ပြန်တွက်မယ်ဆို United အသင်းနဲ့ဒါပေါင်း18သန်းနေနေတတ်တာသွားတယ်။အတိအကျပြောမယ်ဆိုတော့ပေါင်း18သန်း တသမ၄နှစ်၃ညပေါ့နော်ဒါကျွန်တော်18တသမ၄တန်းတတိတက်တာသွားတယ်အဲ့တော့ပြောချင်တာ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ Johnny Evans, Christian Eriksen, Little Love တို့တရားဝင်ထွက်ခွာခိုင်းတာအနေပြီးတော့ဒါပေါင်တန်း၃၀နှစ်တတိတက်တာသွားတယ်ပေါင်၁၈တန်းတတိတက်တာသွားတယ်ဆိုတော့တွေ့ရမယ်ဆိုတော့ဒါမစိုးလို့ပြောလိုက်ရတယ်ဒါပေမဲ့ United အသင်းကဒီနားမှနေပြီးသွားမှာဒါဟာတရားဝင်ဒါထွက်ခွာခွင့် ဟိုထွက်ခွာခွင့်ပေးမဲ့ဒါကစားသမားတွေပဲရှိသေးတယ်တကယ်ကိုရောင်းမဲ့ကစားသမားတွေအသင်းမှာလုခသားစားအများကြီးနဲ့တောင်းတင်တဲ့ကစားသမားတွေကိုလည်းအသင်းကနေတရားဝင်ထွက်ခွာခွင့်ပေးသွားအောင်မယ်လို့လည်းသိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Christian Eriksen ဆိုဘယ်လိုပဲပြောတာသူရောက်လာတဲ့နှစ်မှာ United အသင်းနဲ့တူတာတကယ်ကိုလမ်းပြန်ထွက်တယ်ကာရာဘောက်ဂျာနီတခုလုခဲ့တယ်သူနဲ့ Casemiro တို့ရဲ့တော်တော်လေးကိုမိုက်တယ်သူအနေနဲ့ဒါမမဲ့ရ Andy Carroll သူ့ကိုမချိုးခင်အထိဒီကစားသမားတော်တော်လေးကို Nate Silver ဆက်ဆံကောင်းခဲ့တာလည်းလုံးဝငင်းစရာမလိုဘူး တိုးမဲ့တော့ညာလဲအန်ဒီကာရီနဲ့ဒါခရစ်ယာန်အရစ်စင်ညင်ခဲ့ညိခဲ့ပြီးနောက်မှခရစ်ယာန်အရစ်စင်တော်တော်လေးကိုခြာသွားတယ်လင်ဒလော့ကတော့ဒါဒိုင်ယာရီနဲ့ခဏခဏဖြစ်ပြီးတိုင်ပတ်သွားခဲ့တယ်တကယ်တဲ့ပြဿနာကြီးမယ်ဆိုတော့ဂျွန်နီအီဗန်က United မှာတော်တော်လေးကိုတန်ခဲ့တယ်လို့ပြောလို့ရတယ်ဂျွန်နီအီဗန် United ကိုပြန်လာတဲ့အချိန်မှာတကယ်ကိုလူအဲ့လူအဲ့လူဒါကျွန်တော်တို့အသင်းအတွက်ကူညီပေးနိုင်ခဲ့တဲ့ကစားသမားတယောက်ဆိုတော့လုံးဝညင်းစရာမဟုတ်ဟုတ်ပါအဲ့ United အသင်းနဲ့ဒီကစားသမား၃ယောက်ထွက်လာတဲ့အချိန်မှာပေါင်တန်း၁၈တန်းလောက်နေနေတက်တာသွားတယ်ဒါတွေမဲ့လား United အသင်းနဲ့မပြီးသေးဘူးဒီညမှာအခုလက်ရှိမှာတီးကြတယ်မြန် United အသင်းစီကိုပြန်ရောက်လာတဲ့ Jadon Sancho ရဲ့ Marcus Rashford ရဲ့ဒါကျွန်တော်တို့ဒီကစားသ မား2ယောက်ကိုလည်းအဓိက United ကတင်ကရှင်းပြခုနကကျွန်တော်ပြောခဲ့သူဒီ3ယောက်ပေါင်းလာစွာ3သိန်း3000တောင်မှတစ်နှစ်ကို18သန်းလောက်တတ်တာခဲ့မယ်ဆိုရင် market ratio နဲ့ Jadon Sancho ကိုဒါ United အတင်ကတည်တည်ကြကြရောင်းနိုင်ခဲ့မယ်ဆိုရင်နောက်ထပ် ေါင်အလုံးပေါင်းတန်း40လောက်နေထွက်လာခဲ့ဘာကြောင့်လဲဂျေရင်ဆန်ကျွဲ့လက်ရှိလာစာကလည်းပေါင်3တန်းလောက်ရှိပြီးတော့ဒပက်လုခလာစာပေါင်3သိန်းနဲ့3သိန်းခွဲကြားရှိပြီးတော့ market ratio ရဲ့လာစာကလည်းဒပက်လုခလာစာ3သိန်းနဲ့3သိန်းခွဲကြားရှိတာဖြစ်တယ်အဲ့တော့ဒီနှစ်ယောက် ပေါင်းရဲ့လုခလာစာပြန်တွက်ကြည့်မှာဒပက်လုခလာစာ6အဲပေါ့ဒပက်လုခလာစာ6သိန်းလောက်ရှိပြီးတော့50နဲ့ပြန်တွက်မယ်ဆိုရင်တော့အလုံးပေါင်း6နဲ့၄ဆက်နဲ့6 5 30 အားလုံးပေါ့ဒီနှစ်ရရဲ့ဒါကျွန်တော်တို့ဒုက္ခလစာကနေပြီးတော့တပတ်3သိန်းနဲ့ပဲ3သိန်းခွဲတော့3သိန်းနဲ့တွက်မယ်ဆိုရင်တော့မှ United အသင်းနဲ့ဒီနှစ်ရကိုရောင်းချလိုက်မယ်ဆိုရင်တပတ်ဒုက္ခလစာ30တန်းတနှစ်အတွင်းမှာတတ်တာတော့အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါရှေ့က3ရောက်လဲထွက်ထားတယ်အခုလက်ရှိမှာ Jadon Sancho နဲ့ဒါ Marcus Rashford ကိုဒါလွတ်ပေးနိုင်မယ်ဆိုရင်အားလုံးပေါ့ United အသင်းကတကယ်နဲ့ပခုံးပေါ်ကနေပြီးတော့ပေါင်တန်း90တန်းဝင်ကြီးတစ်ခုရော့ကြသွားဖြစ်တယ်ဒါအောင်လက်ရှိမှာဒါကျွန်တော်တို့ တချို့လူငယ်ကစားသမားတွေကျော်ထဲမတော်ဆိုအဲ့တော့ပြောချင်တာ United အသင်းကခုလက်ရှိမှာကစားသမားကိုရောင်းဖို့အကျိုးစားနေတယ်ဆိုတော့သူတို့အနေနဲ့ရောင်းချတဲ့ဝင်ငွေဆိုတာသူတို့ရဲ့ဒါမလူအပ်ပင်းနဲ့လောက်ခလာစားပခုံးပေါ်ထန်းတင်ထားတဲ့ဥစ္စာကိုသူတို့အနေနဲ့အဓိက short ချချင်တာပြီးတော့ဒီလက်ရှိနောက်ပိုင်းသတင်းတွေရလက်ရှိလောက်ခလာစားအရင်များကစားသမားနောက်တစ်ယောက်ကလည်းအသင်းကနေတရားဝင်ထွက်ခွာခွင့်ပေးထားခဲ့ပြီးသူ့ကိုစိတ်ဝင်စားတဲ့ရှီကလပ်တွေများရှိရင်တော့ခေါ်ယူခွင့်ပေးထားတဲ့ဆိုသတင်းတွေထွက်ပါခဲ့တယ်ဒါမနစ်ကလည်းဒါကျွန်တော်တို့ Ruben Amorim ရဲ့လက်အောက်မှာမထင်မှတ်ပင်းနဲ့ခြေစွမ်းပြခဲ့ပြီးမြင်အသက်ရွယ်လေးရလာခဲ့တာတကြောင်ကိုသူ့ရဲ့လောက်ခလာစားမြင့်မားမှုတကြောင်ကိုလက်ရှိအ အခြေအနေတွေအရဆိုရင်တော့ဒီကစားသမားကိုဒါရောင်းချဖို့လေ United ကစဉ်းစားနေတယ်အဲ့ဒီကစားသမားကတော့ Christian အခုက sorry အာ Casemiro ပဲ Casemiro ရဲ့အပြောင်းရွှေ့ကနေ Manchester United ကအပြောင်းရွှေ့ရဲ့ပတ်စံဆိုတာတက်ဆိုင်သူ့ရဲ့လောက်ခလာစာဒါတပတ်လောက်ခလာစာ3သိန်းနဲ့3သိန်းခွဲကြားကို short ချနိုင်မှုတွေမျှော်လင့်နေခုနကျွန်တော်ပြောခဲ့သူပဲခိုးနှကောင်ရဲ့လောက်ခလာစာနဲ့ခက်စစ်အဲ့တော့ပြန်စစ်စားကြည့်အောင်အဲ့တော့ Sancho ရဲ့ဒါကျွန်တော်တို့ market ratio ရဲ့ Casemiro 3ယောက်လောက်ကိုရှင်းထုတ်ယုံနေတဲ့ဒီကို Manchester United အသင်းက ဒါကျွန်တော်ကိုကုင္ကလေးစအေးပေါ့ပေါင်တန်း90နဲ့ပေါင်တန်း60ကြားလောက်ကျွန်တော် short ချနိုင်မယ်ဆိုတော့တော်တော်လေးကိုမြောက်တယ်ပြည်ပဲအဲ့တော့ရှေ့ကဒါကျွန်တော်တို့ဟိုသုံးယောက်နဲ့ပါပြန်တွက်လိုက်ပြီ United အသင်းနဲ့ဒါကျွန်တော်တို့တစ်နှစ်တည်းကိုပေါင်တန်း100လောက်ဒီနေ short ချနိုင်မှုအတွက်ဆိုရင်တော့ဒါ Casemiro, Sancho, Rashford သုံးယောက်ရောင်းရတဲ့တွေကိုဒါတန်း60လောက်နေနေ cover ပြန်ဖြစ်နိုင်မှာတွေ့ရမယ်အဲ့တော့ဒါကူမှခုနကပြောလို့အလွတ်နဲ့ထွက်ထားတဲ့သုံးကောင်နဲ့ဈေးနဲ့ပေါင်းမယ်ဆိုရင်ပေါင်တန်း80လောက် United ရောကြပါအဲ့တော့ ယုတ်တည်းကြည့်မယ်ဆိုရင်တော့ဟာ United ကလောက်ခလာစာပေးနေရတာပဲတိတ်တော့မသိတာပါဘူးကွာဆိုတဲ့ feeling တွေကိုရနေတယ်ဆိုတာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိ movement တွေမှာပြန်တွက်မှနှစ်လိုက်ပြန်တွက်မယ်ဆိုရင် United အသင်းနဲ့ဒီကစားသမားတွေရဲ့လောက်ခလာစာနဲ့တော်တော်လေးကိုဘာဒံများနေဖြစ်တယ်အဲအကြောင်းမို့လို့ဒါမမေ့ရ United အသင်းဒါနောက်တစ်ကြိမ်ကျော်တာ United အသင်းရတာ သူတို့ရဲ့ဒါအန်ယူရောပေါ့နော်ဒါကျွန်တော်တို့ငွေနဲ့ပတ်သက်ပြီးတော့ထုတ်တဲ့ကျွန်တော်တို့ဒါဥစ္စာလေးရှိရင်ခင်ဗျားတို့ကျွန်တော်တည်တည်ရှိရှိပြန်ပြီးပြပြအခုလက်ရှိမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး United ဘက်ကထုတ်ပြန်ထားပြီးပြီဒါပေမဲ့ကျွန်တော်မဖတ်ရသေးဘူး။အဲ့ဒါကျွန်တော်မအားသေးလို့အမှန်တိုင်းပြောအဲ့ဒီဖတ်ရင်အဲ့ဒီတော်တော်လေးကိုရှည်ထားပါ။ Oma Brother အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူပြောသွားခဲ့တဲ့အကြောင်းအရာတစ်ခုက United အသင်းနဲ့လာမယ့် ဒါကျွန်တော်တို့ကစားသမားတွေဒါရှိမယ်ဆိုတော့ဒါလုခအလားစားကိုအဓိကထိန်းချုပ်ပစ်ဖို့အတွက် United အသင်းကအဓိကကြိုးစားသွားရမယ်လို့သူကတော့ပြောသွားခဲ့တယ်အခုလက်ရှိမှာ United အသင်းနဲ့ပြန်စဉ်းစားကြည့်မယ်လုခအလားစားနဲ့ပတ်သက်ပြီးတော်တော်လေးကို out of bound ဖြစ်နေဒါ Matthew S ခုနကပြောင်းရွှေ့ဆိုတာဒါလက်ရှိဒါလုခအလားစားဆိုတာတကယ်တည်းပြန်စဉ်းစားကြည့်မယ်ဆိုအရင်ကြီးမမြအောင်နှစ်သိန်း၂သောင်းဆိုတာဒါအခုဒါ Premier League မှာ standard ဒါငွေကြေးတစ်ခုဖြစ်သွားပြီးဆိုတော့လုံးဝညင်းစရာမလိုဘူးပေါ့နော်အဲ့တော့မြည်တော့ပင်စိုးစေကမူလက်ရှိအပြောင်းရွှေ့လက်ရှိ scenario တွေအရဆိုရင်တော့ Manchester United အသင်းနေနဲ့တပတ်လုခအလားစား၃သိန်းလောက်ပေးရတဲ့ကစားသမား တွေကိုနာကတ်မှာ short ချဖို့အတွက်ပြဆိုတာအဲ့တော့ဒါကြောင့်မို့လဲဒါခုနကဘယ်လိုပဲ United အသင်းနဲ့ဒါ အဘရိုင်းအမ်ဘွမ်းပူရဲ့အပြောင်းရှိမှကြည့်မယ်ယူနိုက်တက်တင်းနှစ်သိန်းခွဲပေးမယ်ဆိုလက်ရှိအနေထားရမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့သူတို့ရဲ့လက်ရှိအချင်းတွေဒီအရဆိုရင်တော့တော်တော်လေးကိုမလွဲနေတာပဲအဲ့တော့ယူနိုက်တက်ရဲ့လက်ရှိကစားသမားအထွက်ဒီမှာယူနိုက်တက်အသင်းနေအဓိကသူတို့အနေနဲ့ငွေကိုဘလောက်တိ short ချနိုင်မလဲပေါ့မူတည်သူတို့ကစားသမားအထွက်ကိုသူတို့လုံနေတယ်ဒီကြားထဲမှာမှာခုနပေါ်သူပဲ Rice Blue Highland Alahando Ghana Cho ဒါအပြင်ကျွန်တော်တို့ Kobe Mine လို့ကစားသမားမျိုးတွေနေနဲ့ယူနိုက်တက်အသင်းကဒါကျွန်တော်တို့ရောင်းချဖို့အတွက်လည်းပြင်နေတယ်ဒီကစားသမားတွေထဲမှာ Alahando Ghana Cho နဲ့ Kobe Mine ကိုရောင်းချဖို့ဆိုတာကဒီနေရာမှာသူတို့ နေနဲ့အပြည့်ဝဒါ academy product ဖြစ်တဲ့အတွက်ကြောင့်မဒါအပြည့်ဝလာစားရမယ်အနေထားတစ်ခုရှိတဲ့အတွက်ကြောင့်တို့အနေနဲ့ရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်အဲ့တော့ United အသင်းကဒါအဓိကဒါကျွန်တော်တို့ဒီနှစ်မှာကစားသမားအထွက်ကနေပြီးတော့ ဟိုပတ်စံရရတယ်ဆိုတာကြီးပဲမဟုတ်ပေမဲ့တကယ်တည်းပြန်စစ်စမ်းကြည့်မယ်ဆိုရင် United အသင်းအနေနဲ့ဒီကစားသမားတွေစီကလောက်ခလာဆာ short ချနိုင်မှာဆိုတနစ်ကိုပေါင်ပန်း80လောက်ရော့ချသွားနိုင်မယ်ခွေးတစ်ခုကို United အသင်းကပိုင်ဆိုင်သွားမယ်ဆိုတာလုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပြောပါရစေဒါကအရင်အရင်အရေးကြီးတဲ့အချက်တစ်ခုကိုကျွန်တော်တို့မေ့စရာမလိုဘူးလို့ပြောပါရအဲ့တော့ United အထွက်ကဘယ်လောက်ထိအရေးပါလဲကစားသမားအထွက်တွေက United အသင်းတွေကဘယ်လောက်ထိအရေးပါနေလဲဆိုတာဒီလောက်ပါပဲအားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေလေးနေဖြစ်ပါစို့ဒီညာကနေပြီးတော့စုမုံကောင်းတောင်းအော်ဒီတော့ဘိုက်တော့ပြောမှုမေ့နေတာ လက်ရှိမှာတာရယ်မလာစီးယားမလာစီးယားလက်ရှိမှာ PSV အသင်းကသူ့တရားဝင်မှုလို့ဒါ United အသင်းစီပြန်လာပြီ United အသင်းကတာရယ်မလာစီးယားကိုပြန်လဲပြီးရောင်းချဖို့တော့ပြင်ဆင်နေတယ်ဒါကူလည်းကျွန်တော်တစ်ချက်တော့သတိထားရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်တစ်ချက်မှတ်ထားဖို့လိုပါလိမ့်မယ်တော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုရင်ね DB4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကုညီလို့ရပါတယ်အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုရင်ね DB4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်တို့ကကုညီပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျများများလေးလည်း click လုပ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4U တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကိုညွှန်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျ။များများလေးလည်း click လုပ်ဖို့မမေ့ကြပါနဲ့။များများ click မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးကြိုးတူပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့။စုမုံကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှာပဲ AC တွေ့ကြတာပေါ့။ဒီပေါ်ဗျာအားလုံးကြိုးတူပါနဲ့။